ီမန္တလေးမှာရှိတဲ့ဒီအစ္စလမ်ဘာသာဝင်များပလီကျောင်းတောင်းတွေမရှိပဲဖြစ်တွေ့တဲ့ဒီလမ်းမတွေမှာပါပဲအင်နမတ်ကိုဖတ်ရတဲ့အတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်အဓိကကဒီပူဆွေးတော့ကရောက်နေကြတဲ့နိုင်ငံသူနိုင်ငံသားများအားလုံးအတွက်လည်းစိတ်မကောင်းဖြစ်ရပါတယ်ကဲကဲဆိုတာဒီလိုပါပဲပေါ်မှာ ဲ့ဒီထဲမှာမှ KSS မှာဒီဆိုးရတဲ့စနစ်ဆိုးအောက်မှာကျွန်တော်တို့ပြည်သူတွေအခက်အခဲများစွာရင်ဆိုင်နေရတာကိုကြည့်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်မရဲ့ YouTube channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ channel ဟာဆိုရင်နေ့စဉ်နေ့တိုင်းနဲ့တက်နေတယ်အတန်းတစ်တန်းကောင်းတွေကိုတင်ဆက်ပေးနေတာပေါ့ကျွန်မရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပြီး like နဲ့ share ပေးနေတာမျိုးဒီခါနဲ့လည်းနေ့တိုင်းတော့ဆက်ရှင်ပါခင်ဗျာ ရာဖြစ်လေအလွန်တန်ဝန်းနေကြေကွဲရပါတယ်။ဦးနိုင်ငံကကေဇေးအဖွဲ့တွေရောက်လာတော့ပူရှင်းသွားတာပေါ့။သူတို့တွေပူတည်သွားတယ်မြေပြင်မှာဘာမှမရှိဘူး။ဘာမှမရှိဘူး။ဒီစစ်အုပ်စုရဲ့တရုတ်တကံကိုတရုတ်အစိုးရအစားသဘောပေါက်သွားတာပေါ့။ဘာမှမရှိဘူး။ဘာမှမရှိဘူး။ဘာမှ ready မရှိဘူး။ သူတို့ဖွဲ့ထားတဲ့မိသက်ဆိုတာလေကျွန်တော်မနေ့ကပြောသလိုရေပုံနဲ့ရေပတ်ဖို့လောက်ပဲဆင်းရှိတာသူတို့ဖွဲ့ထားတဲ့အရန်မိသက်ဆိုတာကလေသူတို့ရဲ့ဒီဆက်အနာရှင်ရဲ့ဖိနေဖိနေရရန်နေရာအဖြစ်နေနေပဲအသုံးပြုနေတာသူတို့ပြောထားတဲ့ကြက်ချင်းကြီးဆိုတာတွေလေဆက်အနာရှင်ရဲ့ဖိနေရန်နေရာအနေနဲ့ပဲရှိနေတာတကယ်တမ်းဒီလိုကပ်ပေးကြီးမှာကူကူကူညီခဲ့စေရတဲ့နိုင်ငံတော်အဆင့်ကဘာမှစီစဉ်ထားတာမရှိဘူး ဲ့တော့ကျွန်တော်ကတော့သမရထရန်ကို အားကိုးပါတယ်သမရထရန်ကပြောရင်တကယ်လုပ်တဲ့လူပါအထူးသဖြင့်ကျွန်တော်တို့အမေရိကန်ရဲ့နိုင်ငံခြားရေးဝန်ကြီးကိုလည်းအားကိုးပါတယ်အမေရိကန်ရဲ့ထောက်လှမ်းရေးအေဂျင်စီများကိုလည်းအားကိုးပါတယ်သူတို့ပြောရင်တကယ်လုပ်တာပါဦးဂရင်းလန်ကိစ္စကိုပဲကြည်ပနားမကိစ္စကိုပဲကြည်ပေါ့သူတို့ပြောရင်တကယ်လုပ်တာပါ ဒါကြောင့်ဒီမြန်မာနိုင်ငံမှာဒီမင်းစိုးမင်းညစ်ကို သမရထရန့်ပါဇက်ကနေဖယ်ရှားမယ်လို့ပြောလိုက်ရင်ကျွန်တော်တို့ကကျေးဇူးအများကြီးတင်ပါပါမြန်မာ့ဘဝအမေရိကန်နိုင်ငံသားတွေလည်းသမရထရန့်ကိုမဲပေးရကြုံနှက်သွားမှာပါ ဂျန်နာကတော့အမေရိကန်နိုင်ငံရဲ့ပြည်တွင်းရေးပါကျွန်တော်တို့နဲ့မဆိုင်ပါဘူးသူကသူ၃ချိန်ပဲလို့လို့၄ချိန်ပဲလို့လို့၁၀ချိန်ပဲလို့လို့ကျွန်တော်တို့နဲ့မဆိုင်ပါဘူးသူတို့ကကဘာပေါ်မှာအင်အားကြီးတဲ့နိုင်ငံဖြစ်ပါတယ်သူတို့နိုင်ငံရေးကိုသူတို့နိုင်ငံမှာရှိတဲ့နိုင်ငံသားတွေကပဲပုံဖော်တာပါအဲ့တော့ဒါသူတို့ရဲ့ပြည်တွင်းနိုင်ငံရေးကျွန်တော်တို့နဲ့မဆိုင်ဘူးလက်ရှိကအမေရိကန်အစိုးရအနေနဲ့ပြောရင်ပြောတဲ့အတိုင်းလောက်တာဖြစ်တဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာဒီမင်းဆိုမင်းညစ်ကိုဖယ်ရှားပေးဖို့သမရထွန်းကပြောပါစီလို့ကျွန်တော်ဆုတောင်းပါတယ်သမရထွန်းခန့်လိုက်တဲ့သံမက်ကြီးပေါ့အဓိကကသမရထွန်းခန့်လိုက်တဲ့သံမက်ကြီးတွေကသမရထွန်းကိုမြန်မာပြည်ရဲ့အနေအထားများကိုတက်တက်တင်ပြပြီးတော့ သူအုပ်ချုပ်နေတဲ့ကဘာကြီးမှာဒီလိုမင်းဆိုမင်းညွတ်တွေမရှိသင့်တော့ဘူးဆိုတာကိုသတင်းပို့ပေးပြီးတော့သမရထွန်းကနေပြီးတော့ဒီမင်းဆိုမင်းညွတ်တွေကိုဖယ်ရှားဖို့အချိန်ကြာပြီးသူပြောသံမျိုးပြောလာတဲ့စကားသံလေးကိုကြားရပါစေလို့ပဲ ကျွန်တော်ကဆုတောင်းပေးပါတယ်အဲ့တော့ မရထွန်းကဩဇာရှိပါတယ်။သမရထွန်းကအာဏာရှိပါတယ်။သမရထွန်းကလုတ်ပိုင်ခွင့်လည်းရှိပါတယ်။ပြီးတော့သူပြောရင်ပြောတဲ့အတိုင်းလည်းလုပ်တတ်တဲ့သမရတယောက်ဖြစ်ပါတယ်။ကြောက်အခုလက်ရှိဖြစ်နေတဲ့ငလင်ရဲ့အနေအထားများအရသမရထွန်းကဒါကိုကျွန်တော်တို့ ခံစားနေရတဲ့ပြည်သူတွေအတွက်မတရားလုပ်နေတာဒီခံနေရတဲ့ပြည်သူတွေအတွက်ဒီလိုစစ်ပွဲကြီးတွေဖြစ်နေတာတော့ဘုံကျဲရဲတဲ့ဘုံကျဲရက်တဲ့ဒီစစ်အာဏာရှင်များဟာကဘာကြီးမှာ မရှိသင့်တော့ဘူးဆိုတဲ့စကားလေးကိုကြားရပါစီလို့ပဲကျွန်တော်ကဆုတောင်းပေးပါတယ်ကြားလဲကြားရမှာပါ အမေရိကန်နိုင်ငံရဲ့နိုင်ငံခြားရေး policy အမေရိကန်နိုင်ငံရဲ့ရည်တည်ချက်ဟာကျွန်တော်တို့ဘာမှဝေဖန်စရာအကြောင်းမရှိပါဘူးအမေရိကန်ဆိုရကသူလှုပ်တင်လှုပ်ထိုက်တာသူ့နိုင်ငံအကျိုးစီးပွားအတွက်လာပြီးအမျက်ထုတ်နေတဲ့လူတွေလာပြီးမတရားလုပ်နေတဲ့လူတွေလူခွင့်ရေးဒီမိုကရေစီရေးကိုဗန်းပြပြီးသူ့နိုင်ငံရဲ့ရဲ့ရန်သူတွေကိုအားပေးနေကြတဲ့သူများအခွင့်အရေးယူနေကြတဲ့သူများသူ့နိုင်ငံရဲ့မလာရောက်ပြီးမှ ပြီးတော့ဒီရာဇဝမှုတွေလုပ်နေကြတဲ့သူများကိုအရေးယူနေတာ ကျွန်တော်တို့ကဘာမှကန့်ကွက်စရာအကြောင်းမရှိပါဘူးဒါအမေရိကန်နိုင်ငံရဲ့အစိုးရရဲ့လုပ်ပိုင်ခွင့်ပါအမေရိကန်နိုင်ငံသားများဖြစ်တဲ့အမေရိကန်နိုင်ငံသမားတွေကသူတို့နိုင်ငံရေးအရာပြောဆိုတာသူတို့ကိစ္စပါကျွန်တော်တို့ကနက်ကြရာကြီးမမော်ပါဘူးမယောင်ရလည်းစီမလူပါဘူးကျွန်တော်တို့နဲ့ဆိုင်နေတဲ့ ဒီ universe ဆိုတဲ့ဒီကဘာမြေကြီးမှာဒီလိုကိုကျိုးကိုပဲကြည်အတ္တကိုပဲအရန်ကြည်တယ်ဒီအတ္တတွေကိုပဲအရန်ကြည်တယ်ဒီလူပလာတွေပေါ့နော်ဒီကို မရှိသင့်တော့ဘူးဖယ်ရှားသင့်ပြီလို့သမရထွန့်ရဲ့နိုင်ငံခြားရေး policy မှာအပြောင်းလဲဖြစ်လာပါစေလို့ပဲကျွန်တော်တို့ကဆုတောင်းရမှာပါ ကျန်တာကတော့အားလုံးသိကြတဲ့အတိုင်းပဲလာရောက်ကယ်တင်ပေးတဲ့တရုတ်နိုင်ငံသားများဒီရုရှားနိုင်ငံသားများတခြားအာဆီယံနိုင်ငံသားများအားလုံးအိန္ဒိယချင်းနိုင်ငံများအားလုံး UAE နိုင်ငံအပါအဝင်ပေါ့ကမ္ဘာနိုင်ငံများအားလုံးကမ္ဘာသူကမ္ဘာသားများအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကကိုဝန်းနာကိုတာသိတာပါတို့ထိမှအမိတကြတာပါ သူတို့နေပြည်တော်မှာသူတို့ကိုယ်တိုင်ထိမှအမိတာကြတော့သူတို့ကငါတို့သာအာဏာရှိနေတယ်ငါတို့နိုင်ငံမှာငါတို့ကိုဘယ်သူမှထိလို့မရပါဘူးလို့ပြောထင်သာကြတဲ့လူတွေလေလုံးကြီးဟန်တလုံးပန်တလုံးနဲ့လေလုံးထွားနေကြတဲ့လူတွေဒီနေ့သူတို့နေပြည်တော်မှာအကြီးအကျယ်ထိခိုက်ထားတယ်ဆိုတာသိကြနေပြီ နေပြည်တော်ဟာအကြီးအကျယ်ဗိုလ်ချုပ်တွေရဲ့အိမ်တွေပါ အပါဝင်သူတို့ရဲ့မိသားစုတွေသားသမီးတွေပါအိုးမဲအိမ်မဲနဲ့ငလင်ဘေးကြီးဖြစ်သွားပြီဖြစ်နေတဲ့အနေအထားမျိုးကိုတွေ့ရတာအခုမှသူတို့လမ်းဖြန့်သွားတာမင်းဆိုမင်းကြီးရဲ့တံကိုကဘာကြီးရတာတုံဟီးပြီးတော့ မခံမရနိုင်ဖြစ်တာဒီနေရာမှာဘာသာရေးစကားပြောတာမဟုတ်ပါဘူးဒီနေရာမှာဘာသာရေးနဲ့ပတ်သက်တဲ့ကျွန်တော်သိထားတဲ့အသည့်လေးတစ်ခုကိုတင်ပြပေးခြင်းပါတယ်ကျွန်တော်ပြောပြသားပါနိုင်ငံရေးနဲ့ဘာသာရေးကိုကျွန်တော်ကမဆွဲသွင်းပါဘူးဒါပေမဲ့ကျွန်တော်သိထားတဲ့အသည့်တရားတစ်ခုလေးကိုတင်ပြပေးခြင်းပါတယ် ကျွန်တော်တို့ယုံကြည်တဲ့အစ္စလာမ်ဘာသာရဲ့ကုရ်အန်ကျမ်းတော်မြတ်မှာအတိအကျပြောဆိုထားတာဒီရှိပါလေကျွန်တော်ကတော့ဘာသာကြီးဆရာလည်းမဟုတ်ဘူးဘာသာကြီးနားလည်တဲ့လူလည်းမဟုတ်ဘူးကျမ်းတော်မြတ်တွေကိုကျမ်းတွေကိုကိုးကားတဲ့နေရာမှာအတိအကျမကိုးကားနိုင်ပါဘူးအကျမ်းပြင်းကျွန်တော်သိသလောက်ကကျမ်းတော်မြတ်မှာအလရှင်မြတ်ကအတိအကျပြောထားပါလေဒီလိုမင်းဆိုမင်းညစ်တွေကိုဖယ်ရှားမယ်ဆိုရင် မုန်တိုင်းတွေလာပါတယ်။ငလင်ပေးတွေလာပါတယ်။အဲ့ဒါကျွန်တော်တို့ကိုးကွယ်နေတဲ့အစ္စလမ်ဘာသာရဲ့အလာရှိမြတ်ကသူ့ရဲ့ကျမ်းတော်များနှုတ်ကပတ်တော်ဒီဘက်အထက်မှာအတိအကျပြောထားတာပါ။ဒါပေမဲ့ဘယ်ဘယ်ဘယ်ဆူရာဘယ်အာရယဆိုတဲ့အတိအကျတော့ကျွန်တော်မှမပြောနိုင်ပါဘူး။မကျကိုးလည်းမကိုးကားနိုင်ပါဘူး။အဲ့တော့ဒီမှာ အစ္စလာမ်ဘာသာဝင်များရှိရင်ဟုတ်မဟုတ်ကျွန်တော်ကိုပြောပြပါကျွန်တော်တို့ကျမ်းထဲမှာအတိအကျပါပါတယ်မင်းဆိုမင်းညက်ကိုဘုရားသခင်ကရှင်းလင်းတော်မယ်ဆိုရင်အခုလိုရေပေးတွေနဲ့ငလင်ပေးတွေနဲ့ဖယ်ရှားတာပါ ရေလိုင်းကြီးလာတော့မယ်ဆိုပြီးတော့ကျွန်တော်တို့သင်မောဆောက်ခိုင်းနေမယုံကြည်ကြတဲ့လူတွေကမဆောက်ကြဘူးအဲ့တော့သင်မောပုံမှာအားလုံးတင်ပေးထားတယ်အဲ့တော့မယုံကြည်တဲ့လူတွေအားလုံးကြံခဲ့တယ်ရေနဲ့အကုန်လွှမ်းမိုးသွားတယ်ဒါတမိုင်းရှိပြီးသားပါကျန်းတော်မြတ်မှာအတိကြပါပါတယ်ဒါကြောင့်လေခရိယန်ဘာသာကဘယင်မင်းမြတ်တွေက ဘုရားသခင်ကသူတို့ကို ကောင်းကြီးပေးပြီးအုပ်ချုပ်ခိုင်းတယ်လို့သူတို့ယုံကြည်ကြတာအဲ့တော့ဘာသာတရားရပြောရင်အယံတရားလွန်လာတဲ့မင်းဆိုမင်းညစ်တွေကိုမတရားမှုတွေအယံများနေတဲ့ဒေသကိုဖယ်ရှားတာပါပဲ ဲ့တော့မှန်မှန်မှန်ဆိုတာကကျွန်တော်တို့စောက်ကြည့်ရမှာပဲဘုဒ္ဓဘာသာရပြောရင်တော့ဒါကျွန်တော်ကြားဘူးသားသမ ्या ပေါ့ကျွန်တော်မြန်မာနိုင်ငံမှာမြို့ဖွားတဲ့မြန်မာနိုင်ငံသားတယောက်နေနေဒါရှေးရိုးဖလာတွေကျွန်တော်တို့ကြားဘူးပါတယ်เนาะကျွန်တော်တို့လည်းအဲကြားဘူးနာဝရှိတယ်ဒါပေမဲ့ကျွန်တော်ပြောသလိုဘယ်ကျမ်းမှာပြောတယ်ဘယ်လိုပြောလဲအတိအကျတော့ကျွန်တော်မသိပါဘူး မြည်မြုံပါလေ။နော်မြည်မြုံတာလေ။အရှင်လက်လက်မြည်မြုံသွားတာဆိုတာဒါဘုရားသခင်ကဖယ်ရှားတာပါပဲ။ခရိယာမှလည်းရှိပါတယ်။ဘုဟိန္ဒူဘာသာတော့ကျွန်တော်ကြောကြံ့ကြင်ကြင်မသိဘူး။မကြဘူး။ကျွန်တော်လည်းမလေ့လာထားတော့မသိပါဘူး။အဲ့တော့ ကျွန်တော်တို့အစ္စလာမ်ဘာသာဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာတွေမှာအတိအကျဖရာဖရာဟောနှုတ်ကပတ်တော်တွေမှာအတိအကျပြောထားပါတယ်ဒီတရားလွတ်လွတ်တော့ဖြစ်လာပြီအရင်မတရားမှုတွေများလာပြီဆိုရင်ဒီစကြဝဠာဆိုတာဖန်တီးထားတာ ဒီဖန်နေကြတဲ့စကြဝဠာကနေပြီးတော့ဒီလိုဖြစ်နေတဲ့မိုးတိမ်တွေမုန်တိုင်းတွေငလင်တွေမိပေးရေပေးပေါ့ဒါတွေအလုံးဟာအုံဖွတ်ဖြစ်စေဆိုတဲ့ဖရားတွေလက်ထဲမှာရှိပါတယ်ကျန်တဲ့အရာတွေအလုံးသည်အကြောင်းခံတွေပါဒါကြောင့်မြန်မာနိုင်ငံမှာဘလောက်ထိမတရားမှုတွေဖြစ်နေလဲဆိုတာ စစ်အာဏာရှင်တွေအသီးဆုံးမှာနောက်ဆုံးကိုယ့်ရဲ့သားသမီးတွေကိုကြတော့စစ်တဲမသွင်းပဲနဲ့သူများသားသမီးတွေကိုအတင်းအကျပ်မဲနှိုက်ဖမ်းဆီးပြီးကျုံတဖွဲအတင်းအကျပ်စစ်တဲကိုသူသွင်းနေတာလက်နက်ကန်ပဋိပက္ခဖြစ်နေတဲ့နေရာမှာပြည်သူကိုရန်သူတတ်မှတ်ပြီးလက်နက်ကန်ပဋိပက္ခမှာသူတို့ရဲ့လက်နက်ကန်တွေရှိတယ်တဖက်ကလက်နက်ကန် PDF တွေရှိတယ်တိုင်းရင်းသားတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရန်တမ်းပြီးအမြောက်တွေနဲ့ပြစ်တာ လင်းပြန်နေနဲ့ဘုံကျဲတာအစိတ်ဓာတုပဲဘုံကျဲတာပြီးတော့အဲ့ဒီရွာတွေအားလုံးဒီပြည်သူတွေတော်လန်ရေးကိုထောက်ခံရမလား PDF ကိုထောက်ခံရမလား NUG ကိုထောက်ခံရမလားဆိုပြီးရွာတွေကိုရွာစဉ်လှည့်ပြီးစစ်တပ်ကတိုက်ရင်တွေကပြူစောတီးတင်းနဲ့ပေါင်းပြီးရွာစဉ်လှည့်ပြီးစကိုင်းမှာမီးရှို့နေတာပြည်သူတွေကိုတတ်ပြတ်နေတာခေါင်းတွေဖြတ်နေတာအများကြီးပေါ့ဗျာ မတရားမှုတွေမရင်းနေကျင်နေတာနှိမ့်ဆက်နေတာညှဉ်းပန်းနေတာဟိုခေတ်တဲကစစ်သားဆိုရင်လမ်းမတွေ့ရင်ခေါ်ပြီးပားရိုက်တာနားရိုက်တာဒါတွေအားလုံးဒီမတရားမှုတွေကအယံ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 များလာတဲ့အခါမှာဒီလူတွေကိုနောင်တရဖို့အတွက်ဘုရားသခင်ကြီးကအခုလိုငလင်ကြောတွေဟာမျိုးတွေ ਨੇ ပြစ်ဒဏ်ပေးတယ်လို့ပဲတော့ယူဆရမှာလို့ဖြစ်နေပြီ။ ဘာကြောက်လဲနေပြီးတော့တတ်တော်ထီတယ်ဦးတက်လာတဲ့တချို့သတင်းအချက်လက်များဓာတ်ပုံများအရာတို့ဘူဂျုံမိသားစုတွေတာသမီတွေပါလမ်းမေးရောက်နေတဲ့အနေအထားတွေတွေ့နေရတယ်အဲကြောင့်တို့ပြူးပြူးပြဲတဲ့နဲ့ပြာရာခက်ပြီးတော့မခံမရနိုင်နဲ့တို့တုတ်ပြန်နေကြတာတို့ကိုတို့ကျွန်တော်ကတော့ပြောသူ law of the passing ပေါ့နော် ပုဂ္ဂိုလ်တူတယောက်ကဆုံးဖြတ်တဲ့ဥပဒေများ ਨੇ သူတို့လှုပ်ချင်တာလှုပ်လို့ရပြီဆိုတဲ့အနေထားပေါ့ဗျာ။နောက်ကျွန်တော်တို့ဘက်ကလည်းရမုံငွေရှားပါတဲ့အခါမှာပြည်သူတွေကနေပြီးတော့အကူအညီတွေတောင်းနေရတာသူတို့သိတဲ့အခါကျတော့ကျွန်တော်တို့ဘက်မှာရမုံငွေအားနေတာကိုသူတို့သူတို့ဟုတ်လာပြီလို့သူတို့ကထင်နေကြတာ။ပြောချင်တာကပါလွန်အင်အားတွေနဲ့ရက်ဆက်ပြီးဖိနှိပ်တာပေါ့ဗျာ။အင်းဒါအောင်မှမချိနဲ့တည်းပဲကမ္ဘာအင်အားကြီးနှစ်နိုင်ငံဖြစ်တဲ့ကမ္ဘာနှစ်နဲ့နံပါတ်3 နံပါတ်2နဲ့တရုတ်နိုင်ငံနံပါတ်3ရုရှားနိုင်ငံတို့ရဲ့စစ်ရေးအကူအညီတွေနဲ့ရွှေလန်းငွေလန်းဖောက်ပြီးငါတို့အာဏာရရင်ပြီးရောဆိုပြီးတော့တိုင်းပြည်ကိုရောင်းစားလုချင်တာလုပ်နေတဲ့အချိန်မှာအဲ့ဒီနိုင်ငံတွေကကာကွယ်ရေးဒုဝန်ကြီးပါဝင်ကာကွယ်ရေးဝန်ကြီးတွေကိုဖိတ်ပြီးနေပြည်တော်မှာအောင်ပွဲခံအခမ်းအနားနဲ့စီရေးပြအခမ်းအနားကြီးလှုပ်လိုက်ပြီးတဲ့အခါမှာ မိုးနဲ့မင်းကြီးကမနေနိုင်တော့ပဲအဲ့ဒီနေပြည်တော်ကိုပဲပြစ်ဒဏ်ခတ်လိုက်တာပြစ်ဒဏ်ခတ်လိုက်တဲ့အချိန်မှာတခြားသူတော်ကောင်းတွေပါပါကုန်တာပေါ့ဗျာမြန်မာနိုင်ငံမှာပတ်စံချမ်းသာရင်လည်းမလွတ်ဘူးလို့ကျွန်တော်ပြောပူပါတယ်မြန်မာနိုင်ငံမှာပတ်စံချမ်းသာရင်လည်း ဘူချုပ်တွေလည်းမလွတ်ဘူးလို့ကျွန်တော်ပြောဘူးပါတယ်ကျွန်တော်ပြောတာကတော့မင်းတို့ကိုယ်တိုင်မင်းတို့မင်းတို့ဘူချုပ်ကြီးတွေကပဲပြန်ဖန်းနာခံရမယ်မင်းတို့ပတ်စံချမ်းသာတဲ့လူတွေကိုယ်တိုင်မင်းတို့ကိုယ်တိုင်အဲ့ဒီဘူချုပ်ကြီးတွေကပဲဥပဒေမဲ့တရားရုံးမရှိပဲဖန်းနာစည်းတာစီးပွားရေးကဝိုင်းတိုက်ခိုက်ပြီးလောက်တာတွေအားလုံးကျွန်တော်ပြောဘူးပါတယ်အခုအဲ့ဒါတွေမကပဲမြန်မာနိုင်ငံမှာမင်းဆိုမင်းညိုအောက်မှာနေတဲ့မျိုးသူမဆို့ ူချုပ်ပဲဖြစ်ဖြစ်ဘူချုပ်မိန်းမပဲဖြစ်ဖြစ်ဘူချုပ်သားမသိမိဖြစ်ဖြစ်ဘူချုပ်မိဘပဲဖြစ်ဖြစ်ခရိုနီပဲဖြစ်ဖြစ်ခရိုပြာပဲဖြစ်ဖြစ်ဘယ်လုပ်ငန်းရှင်ပဲဖြစ်ဖြစ်ရွှေဆိုင်ပိုင်ရှင်ပဲဖြစ်ဖြစ်ကုမ္ပဏီပိုင်ရှင်ပဲဖြစ်ဖြစ်ဘလို့ပဲဒီ property market လို့ခေါ်တဲ့အဆောက်အဦတွေမြေယာတွေပိုင်တဲ့တစ်ထည်ပဲဖြစ်ဖြစ်မလုံးကြုံပါဘူးဘွားတွေအားလုံးဒီအချိန်မရွေးဖြတ်ကနေစက္ကန့်ပိုင်းအတွင်းတော့ ငလင်းကစက္ကန့်ပိုင်းကြာတယ်တချို့ပြောတာ10မိနစ်ကြာတယ်2မိနစ်ကြာတယ်5မိနစ်ကြာတယ်ဒါပေမဲ့စက္ကန့်ပိုင်းအတွင်းမှာဘဝတစ်ပါးကိုတစ်ခါတည်းပြောင်းပြီးအသက်ကိုဟာပဲသွားပါသွားစေနိုင်တယ်အဲ့လိုဖြစ်လာရင်လေမသေးသင့်မသေးထိုက်တဲ့လူတွေကိုအရေးပေါ်ကူညီဖို့ဘာရန်တရားမှမရှိဘူးဘာပလန်မှမရှိဘူး plan a plan b plan c ဘာမှမရှိပါဘူး ပြောချင်တာကကျွန်တော်တို့ဘာသာတရားကိုယုံကြည်ကြသောမြန်မာနိုင်ငံသူနိုင်ငံသားများအတွေ့အဲ့ဒီဘာသာအသီးသီးရဲ့ဖျားဟောကျမ်းတွေမှာအားလုံးပါပြီးသားပါဘာသာတရားတွေပေါ်တဲ့အချိန်တုန်းကဒီချာကျွန်တော်တမိုင်းကြောင်းနဲ့ပြောပြရစီဘာသာတရားတွေပေါ်တဲ့အချိန်တုန်းကကမ္ဘာပေါ်မှာအဲ့ဒီဘာသာတရားထွန်းကားတဲ့ဒေသတွေမှာမင်းဆိုမင်းညစ်တွေ ကြီးစိုးနေတဲ့အချိန်တထေးတကြွယ်တွေနဲ့မင်းဆိုမင်းကျွေးဘူဇော်လူတန်းစားတွေကအောက်ခြေစင်းသားလူတန်းစားတွေကိုဖိနှိပ်နှိပ်ဆက်နေတဲ့ဒေသတွေမှာဖျားတွေပွင့်တာဘာသာတရားတွေပေါ်လာတာအဲ့ဒီဘာသာတရားတွေကဘုရားသခင်တွေကဘုရားသခင်တွေရဲ့သာတော်တွေပဲဖြစ်ဖြစ်ဓမ္မတော်တွေပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ဘာသာအသီးသီးကပေါ်လာတဲ့အဲ့ဒီဘာသာရေးခေါင်းဆောင်တွေက စင်းရဲတဲ့ပြည်သူတွေဘက်ကနေပြီးတော့ရက်တီပေးပြီးစင်းရဲတဲ့ပြည်သူတွေရဲ့မတရားမှုတွေကနေပြီးတော့ကွယ်ရှောင်ပြီးတော့ဖရားရဲ့ဥပဒေသားများကို ချမှတ်ပေးတာအဲ့ဒါဒီဘာသာတရားရဲ့အဆုံးပါပဲ